ားလုံးပဲမင်္ဂလာပါရှင်အခုဒီချက်ကတော့ Great Dane Chemistry Chapter 2 Matter and Solution ခန်းကိုသင်ပြပေးမယ့်ဆရာမဖြစ်ပါတယ်အခု teacher တို့လေ့လာမယ့်အခန်းလေးက2.4 Solution and Solubility ပေါ့နော် Solution ဆိုရဲပျော်ရည်နဲ့ Solubility သူတို့ရဲ့ပျော်ဝင်သက်တည်များအကြောင်းကို teacher တို့လေ့လာကြည့်ရအောင် solution and solubility a solution is a homogeneous uniform เนี่ยคุณน่ะก็ teacher ပြောခဲ့တယ် homogeneous ဆိုတာတသားတည်းကြားတယ်ပျော်ရည်တွေပေါ့เนาะ uniform mixture homogeneous mixture ဖြစ်တယ် of two or more substances အရာဝတ္ထုနှစ်ခုသို့မဟုတ်နှစ်ခုတက်ပေါ်တဲ့အရာအရာဝတ္ထုတွေရောနှောနေခြင်းကို ပြောတာဖြစ်ပါတယ် the ocean is a vast water solution နော် ocean ကကြတော့ teacher is a vast water solution ဖြစ်တယ်ပေါ့နော်အရေးမှာဆိုလို့ရှိရင်အဓိကပါဝင်နေပြီးတော့ containing different compounds ကွဲပြားချနာတဲ့ drop ပေါင်းနေလဲပါဝင်ပြီးရော extracted from the mineral of the acrids ဒီထက်တော့ mineral သတ္တုတွေကိုပေါ့နော်ဒီ acrids ကဘာမြေကြီးကနေပြီးတော့မှဒီထက်တော့ကကဘာပေါ်ရန်လွှာမြေလွှာနေပြီးတော့မှသတ္တုတွေကိုလည်း extracted အမြောက်အများထုတ်ယူတာဖြစ်ပါတယ် nutrients are carried in water solution to all parts of a plant nutrients ဆိုတဲ့အာဟာရများကလည်း are carried in water solution ဟုတ်ပြီနော် water solution ကနေပြီးတော့มาတည်ဆောင်လာတယ် to offer soft plan အပင်ရဲ့မြည်သည့်အစိပ်ပိုင်းအားလုံးကို သူကတည်ဆောင်ပေးပါတယ် the production of many useful material အလိုပဲအသုံးဝင်တဲ့ material အမြောက်အများကိုလည်းထုတ်ပေးတယ် by the chemical industry involve chemical reaction ဟုတ်ပြီနော်ဓာတု industry ပေါ့နော်စက်ရုံတွေကနေပြီးတော့မှ chemical reaction ဆိုဓာတုဓာတ်ပြုခြင်းတွေကနေပြီးတော့မှလည်း many useful material အလုံးအသုံးဝင်တဲ့ material derivative to အများကိုဘာလို့ပြရလဲထုတ်လုပ်ပေးခြင်းလည်းဖြစ်ပါတယ် in which the reacting substances အဲ့ဒီမှာဆိုလို့ရှိရင်လည်း reacting substances အနေနဲ့ are dissolve in water ရေထဲမှာပျော်ဝင်ခြင်းအဖြစ်တော့၎င်းဒါမှမဟုတ်ရင် ethanol ethyl alcohol စသဖြင့်ပေါ့နော်သူက many useful materials တွေကိုလည်း production လုပ်ပေးပါတယ် solution play an important part in many process many process ဖြစ်စဉ်တွေအများစုမှာဆိုလို့ရှိရင်လည်း important part ဆိုတာအရေးပါတဲ့အစိတ်အပိုင်းတစ်ခုအနေကဏ္ဍအနေနဲ့သူကဘာဖြစ်တာလဲ solution ကပါဝင်ပါတယ် that go on about at state ကျွန်တို့ ်เนาะလူသားတွေအတွက်အရေးပါတဲ့ခဏအနေနဲ့ပါဝင်ခြင်းဖြစ်တယ် solution samsolix ပြောရည်တဲ့ samsolix sectors copper to sulfate အထို့တော့ assign care ပေါ့เนาะ sectors ဘယ်လိုမျိုးလဲ copper to sulfate တွေ sugar and common salts တွေကတော့ are soluble in water ရေမှာပျော်ဝင်တဲ့ but samsolix အထို့တော့ solid တွေဖြစ်တဲ့ sulfurous sand charcoal and chalk are insoluble in water ဒီကြရောတဲရီနဲ့ charcoal မီးသွေးတွေ chalk မြေပြုံမုန့်တွေကတော့ insoluble in water ရေမှာတော့မပျော်ဝင်နိုင်ပါဘူးတဲ့ some solid structures iodine are slightly soluble in water အချို့သောအဆိုင်ခဲတွေဖြစ်တဲ့ iodine ကကြတော့ slightly soluble in water ရေမှာအနည်းငယ်မျှပျော်ဝင်နေ when you mix sugar with water ရေနဲ့တကြားနဲ့ရောနှောသွားတဲ့အခါမှာ it seem to disappear ဒီချေရောပျောက်ကွယ်သွားတာကိုတွေ့ရလိမ့်မယ်เนาะအဓိကကတော့ပျော်ဝင်သွားတယ်လို့ပြောချင်တာပေါ့เนาะ that is because its particle spread all through the water particle တဘောတရားကတော့ teacher တို့ water particles တွေကိုအကုန်လုံးကိုခုနက sugar particles လေးကပြန့်နှံ့သွားခြင်းကြောင့်ဖြစ်ပါတယ်တဲ့ the sugar has dissolved in the water ရေထဲမှာတကြရို့တကြားပျော်ဝင်သွားတဲ့အခါမှာဆိုရင် given the mixture granola တစ်ခုပေးဆွမ်းနေ call as a solution ဘာ granola ဆိုတော့ပျော်ရည်ဆိုရဲ granola တစ်ခုကိုပေးဆက်ပါတယ် sugar is the solute တကြားကကြတော့ solute တကြရို့ပျော်ဝင်ပစ္စည်းဖြစ်ပြီးရော and water is the solvent solvent ကကြတော့ဖြော်ရည်ဖြစ်ပါတယ် ပျော်ဝင်ပစ္စည်းကိုဒီချက်ရုဖြော်ရတဲ့အရေးကိုကြတော့ဖြော်ရည်လို့ခေါ်တယ်။အဲ့ဒီကမှထွက်လာတာကို solution ပျော်ရည်ဖြစ်ပါတယ်။ Some liquid can mix with one another in all proportion အချို့သော liquid တွေကလည်း can mix ရောနှောနိုင်တဲ့ with and one another နောက်အခြားတစ်ခုနဲ့ပေါ့ရောနှောနိုင်တဲ့အခါမှာ in all proportion ဆိုတာကအချို့အစားနော်ကြိုက်တဲ့အချို့အစားနဲ့ပေါ့နော်ရောနှောနိုင်တဲ့အချို့အစားတိကျစရာမလိုဘူးပေါ့နော် miscible liquid နည်းအားဖြင့်ပြောရမယ်ဆိုရင် miserable ဆိုတာကပျော်ဝင်တဲ့အရေးတွေပေါ့တဲ့ပြီးရဲ့အခါကျတော့ why some liquid do not mix အချို့ liquid တွေကကြတော့ do not mix မရောနှောနိုင်ဘူး immiscible liquid သဘောတရားကတော့ insoluble liquid လို့ပြောတာပေါ့နော်ခုနကအပေါ်မှာအရေးမှာကြတော့ teacher တို့က liquid ကိုကြတော့ miscible immiscible နဲ့သုံးပြီးတော့ solid ကိုကြတော့ soluble insoluble နဲ့သုံးတယ်လို့ပေါ့ liquid ကြတော့ miscible ဆိုတာဒီ soluble ဖြစ်တဲ့အရေးတွေပေါ့နော်ဥပမာပြောရမယ်ဆိုရင် teacher တို့ alcohol အရက်ထဲကိုရေရောတာဒီ miscible ဖြစ်ပါတယ်ပြီးရဲ့ကကြတော့ some liquid do not mix အချို့ liquid တွေကကြတော့ရောနှောလို့မရဘူး ူးဆိုတာက wine and water wine and water ကြတော့ immiscible liquid ဖြစ်ပါတယ် that's for example အနည်းနဲ့ဆိုရင်သူက ethanol acetic acid and sulfuric acid are soluble in water ဟောပြီးနောက်ခုနကတခြားပြောရဲ ethanol acetic acid တွေ sulfuric acid တွေကကြတော့ရေထဲမှာ soluble ဖြစ်တယ်ဆိုတော့ miscible ဖြစ်တယ်လို့ပြောပြီးရော but petrol and wine are insoluble in water ရေနံနဲ့ teacher တို့ C တွေကကြတော့ are insoluble in water ရေထဲမှာ insoluble ဆိုတာမပျော်ဝင်ပါဘူးတဲ့ဆိုတာဒီ immiscible liquid ဖြစ်တယ်ဆိုတာကိုပြောထားခြင်းဖြစ်ပါတယ်ကဲဒါဆိုရင်ဒီကြောင်ဆက်ပြီးတော့လေ့လာကြည့်ရအောင် some gases such as hydrogen chloride and ammonia အချို့သော gas တွေပေါ့နော်အချို့သော gas တွေကဘာတွေလဲဆိုတော့ hydrogen chloride နဲ့ ammonia တွေကတဲ့ very soluble in water ရေမှာ အလွန်ပြောင်းဝင်ပါတယ် sam gases အချို့ gas တွေကတော့ saturus oxygen nitrogen လို hydrogen တို့လို gas အချို့ကကြတော့ are not very soluble in water ရေမှာပြောင်းဝင်ခြင်းမရှိပါဘူးတဲ့ solution may be gaseous solid or liquid in nature တဘာဝမှာဆိုရင်ဒီကျတော့ solution တွေက gas အနေနဲ့က solid အနေနဲ့က liquid အနေနဲ့ရောတွေ့မြင်နိုင်ပါတယ်။ Dry air is a familiar example of a gaseous solution. Dry air ၆တွေ့ရဲ့လီကတော့ familiar ဖြစ်ဆုံးပဲတဲ့နော်။ရင်းနှီးဆုံးဖြစ်မဲ့ example of a gaseous solution အနေနဲ့ပေါ့နော်။ Breath အဲ breath ဆိုရတဲ့ teacher တို့ ဂျင်းနီကကော်ပါအန်ဇင်းနေရောနှောထားတဲ့ it's an example of a solid solution မျိုးဖြစ်အမျိုးအစားဖြစ်တဲ့အစာရင်ခဲ solution မျိုးစားဖြစ်ပြီးတော့ liquid solution may contain solid liquid or gas solute တွေပါဝင်ပါတယ်တဲ့ salt water is a familiar example of a solid dissolve within a liquid salt water ကတော့ယင်းနီပိတာဖြစ်မဲ့ familiar example of a solid dissolve within a liquid solid ဒီအဆိုင်ခဲတွေက dissolve within a liquid liquid ထဲမှာပျော်ဝင်နေခြင်းဖြစ်တယ်။ဥပမာ solid ကကြတော့ NaC sodium chloride ဖြစ်ပြီးတော့ water ကကြတော့ liquid ပေါ့နော်။အဲ့ရဒီ source water ဖြစ်ပါတယ်။အဲ့လိုပဲ vinegar is a solution containing two liquid အရေကနှစ်မျိုးပါဝင်ပြီးတော့ acidic acid and water ဖြစ်ပါတယ်။ carbonate water ရာ contain carbon dioxide gas molecule တွေက existing တရှိရဲ့ between molecules of water ရေရဲ့ molecule လေးတွေကြားမှာတရှိနေတဲ့ carbon dioxide gas molecule လေးတွေပါဝင်တဲ့ရေကိုကြတော့ carbonate မျိုးစားဖြစ်ပါတယ်တဲ့ solution having water as the solvent are referred to as aqueous solution solution ပြောရည်ထဲမှာရှိရရေကားတဲ့ as the solvent ဖြော်ရည်ကဲ့သို့ပဲ are referred to as aqueous solution aqueous solution လို့အနေကဲ့သို့ပဲတဲ့တော့ရေပါတဲ့ပျော်ရည်ဖြစ်ပါတယ်တဲ့ many reaction အဲ including those vital for life process teacher ro life process ဘဝဖြစ်စဉ်တွေအတွက်ဆိုရင်เนาะ vital ဆိုတာအဓိကအရေးပါတယ်เนาะအရေးပါတယ် reaction တွေအများကြီးရှိတယ်တဲ့ alkyl in aqueous solution ပေါ့နော်ရေပါတဲ့ပျော်ရည်တွေမှာတွေ့မြင်နိုင်ပါတယ်တဲ့ဥပမာပြောရမယ်ဆိုရင် teacher တို့ blood and saliva ပေါ့နော်သွေးနဲ့ဒီကျတော့သတွေးတွေက are some of the more familiar solution of biological importance နော်ဇီဝဗေဒဆိုင်ရာပေါ့နော်ဒီကျတော့အရေးပါတဲ့ solution အမျိုးအစားတွေဆိုတာကိုရင်းနှီးပြသဖြစ်မှာပါတဲ့သွေးနဲ့ blood နဲ့ saliva က saliva ဆိုတာသတွေးပေါ့နော် solubility နောက်တစ်ခု teacher တို့ပြောဝင်တတ်သည့်အကြောင်းကြည့်ရအောင် solubility some solid it's added to a certain volume of water ဟုတ်ပြီနော်အချို့သောအစာရင်ခဲတွေကို teacher တို့ကပါလို့မလဲ certain volume of water ဆိုတာသတ်မှတ်ထားတဲ့ရေလေးပေါ့နော် teacher တို့တိုင်းတာထားတဲ့ရည်ထုတဲ့တခုမှပေါင်းထည့်လိုက်မယ် in a beaker beaker ထဲမှာရှိရဲ့ရေးထဲမှာပေါ့နော် with staying until of all of it dissolve ပြီးတော့ teacher ကမှွေလိုက်မယ်။ဘာလဲအကုန်လုံးပျော်ဝင်သွားတဲ့အထိ teacher ကမှွေလိုက်မယ်တဲ့။ if some more solid added can dissolve with stirring ဟုတ်ပြီနော် teacher နောက်ထပ်အဲထပ်ပျော်ဝင်နိုင်အောင်လို့အစိုင်းခဲထပ်ပြီးတော့ပေါင်းထည့်ပြီးတော့မှွေမယ်တဲ့။ this solution is known as an unsaturated solution အဲ့ဒီပျော်ရည်လေးက unsaturated solution လို့ခေါ်ပါတယ်မပြည့်ဝပျော်ရည်လို့ခေါ်ပါတယ်ဥပမာတချို့ရုပ်ကထက်ထက်ပြီးတော့ပေါင်းထည့်ပြီးတော့ပေါ့နော်တကြားတွေထက်ထက်ထည့်ပြီးတော့မှုရဲမှုလိုက်တဲ့အခါမှာပျော်ဝင်ခြင်းထက်ရှိသေးတယ်ဆိုရင်ဒီပျော်ရည်ဒီ unsaturated solution ဖြစ်ပါတယ် unsaturated solution ပြည့်ဝပျော်ရည်ကကြတော့ form 1 no more solution ို့ပြီးတော့ပြုံဝင်ပစ္စည်းရေမပြုံဝင်တော့ဘူး can be dissolved ဆိုတာက in the given amount of solvent ပေးထားတဲ့ဖြော်ရည်ရဲ့ပမာဏပေါ်မှာ can be dissolved ပြုံဝင်တဲ့ normal solute ဆိုတာကပို့ပြီးတော့ပေါ့နော်ပြုံဝင်ပစ္စည်းရေပို့ပြီးပြုံဝင်ခြင်းမရှိတော့ဘူးဆိုရင် saturated ဖြစ်ပါတယ်ပြည့်ဝတယ်ပြောရည်လို့ခေါ်ပါတယ်တဲ့ at the temperature even if it is stairs ထပ်ပြီးတော့မှွေနေတာတောင်မှသူကပြုံဝင်ခြင်းမရှိတော့ဘူးဆိုရင်သူဒီ saturated solution ဖြစ်ပါတယ် the amount in gram ပေါ့နော် gram နဲ့တိုင်းတာထားတဲ့ပမာဏ of the salute ပျော်ဝင်ပစ္စည်းကိုတိုင်းတာထားတဲ့ gram နဲ့တိုင်းတာထားတဲ့ပျော်ဝင်ပစ္စည်းတွေက in 100 gram of water ရေ100 gram မှာဆိုရင် to give a saturated solution ပြေဝပျော်ရည်ကိုပေးတယ် at that experimented temperature is known as the သူရဲ့ နော် experimental ဆိုတာလက်တွေ့တိုင်းတာတဲ့အပူချိန်အောက်မှာပေါ့နော်ရေတရာဂရမ်မာမှာပျော်ဝင်တဲ့ပမာဏသည်တဲ့အဲ့ဒါကိုကြတော့ is known as ဘာလို့ခေါ်လဲဆိုတော့ solubility လို့ခေါ်ပါတယ်ပျော်ဝင်တတ္တိလို့ခေါ်ပါတယ် solubility of that solute အဲ့ဒီပျော်ဝင်ပစ္စည်းရဲ့ပျော်ဝင်တတ္တိလို့ခေါ်ပါတယ်ပြောချင်တာတော့ရေတရာဂရမ်မှာပျော်ဝင်တဲ့ပျော်ဝင်ပစ္စည်းကိုဆိုလို့ရှိရင် teacher တို့က solubility လို့ပြောတာပေါ့ပျော်ဝင်တတ္တိလို့ခေါ်တယ်တဲ့ if the solution contains ပြောင်ဝင်ပစ္စည်းတွေက then uh, more solution ပို့ပြပို့ပြီးတော့ပါဝင်နေမယ် then it should have at room temperature at room temperature ဆိုတာက teacher တို့ဒီအပူချိန်ပေါ့နော်အခန်းတွင်းအပူချိန်မှာပျော်ဝင်ပစ္စည်းတွေကလိုအပ်တာထက်ပိုပြီးရောပါဝင်နေတဲ့ solution တွေကဆိုရင်တဲ့ it is အဲ့ဒါကိုပါတော့ super saturated solution ပြည့်ဝလွန်ပျော်ရည်လို့ခေါ်ပါတယ်တဲ့လိုအပ်တာထက်ပိုပြီးရော teacher တို့ကเนาะပျော်ဝင်ပစ္စည်းတွေပျော်ဝင်နေတယ်ဆိုရင်သူဒီ super saturated solution လို့ခေါ်ပါတယ်တဲ့ effect of temperature and solubility ျော်ဝင်သက်တည်ရဲ့အပူချိန်ပေါ်မှာတက်ရောက်မှုတွေပေါ့နော် solubility of the solute depends ပျော်ဝင်ပစ္စည်းတွေရဲ့ပျော်ဝင်သက်တည်ကတဲ့ depend မိခိုပါတယ် in part on the temperature of the solvent solvent ဆိုတာကဖြော်ရည်တွေရဲ့အပူချိန်ပေါ့နော်အပူချိန်ပေါ်မှာမိခိုနေပါတယ် when the temperature of the solution ဖြော်ရည်တစ်ခုရဲ့အပူချိန်ကတဲ့ it's increase တိုးသွားတဲ့အခါမှာ the solubility of the solute ျော်ဝင်ပစ္စည်းရဲ့ solubility ကျော်ဝင်တက်တိကလည်း increase ဆိုတာကတိုးလာပါတယ် table 2.5နဲ့ figure 2.1မှာကြည့်ကြည့်ရအောင်ဒီချက်တို့ table 2.5မှာဆိုရင် the solubility of potassium nitrate in water at different temperature နော်ကြွယ်ပြချနာတဲ့အပူချိန်မတူညီတဲ့အပူချိန်တွေမှာဆိုရင် potassium nitrate ရေထဲမှာရှိတဲ့ potassium nitrate ရဲ့ solubility ပျော်ဝင်တက်တိကိုဒီချက်တို့ ပြသထားခြင်းဖြစ်ပါတယ်ဒီမှာဆိုရင် temperature က temperature 10 20 30ပေါ့နော်10 20 30 40 50 60 70 80 90 100เนาะတဖြည်းဖြည်းနဲ့တိုးသွားရဲ solubility ကကြတော့ teacher တို့ပျော်ဝင်တတ္တိကကြတော့ရေ100 gram မှာ teacher တို့ရဲ့ salute ပေါ့နော်ပျော်ဝင်ပစ္စည်းကဘယ်လိုဖြစ်သွားလဲဆိုတော့10မှာဆို21.2 20မှာဆို31.6 30ကြတော့45.3 100လဲကြောင်245ဖြစ်သွားတယ်တဖြည်းဖြည်းနဲ့ဘာဖြစ်တာလဲ solubility ပမာဏတိုးသွားတယ်ဒါကြောင့်မလို့သူပြောတဲ့ diet အချို့ကြောင့်မို့ပေါ့နော် temperature increase ဖြစ်ရင် solubility ပမာဏလည်း increase ဖြစ်မယ်ဆိုတာကို teacher တို့ဒီ table လေးကပြော ထားခြင်းဖြစ်ပါတယ်။ကဲနောက်တစ်ခုကကြတော့ teacher တို့ from the solubility data ဒီပေါ့နော် teacher တို့ပျော်ဝင်သတ္တိရဲ့အချက်အလက်တွေရဘာရဲ့ပျော်ဝင်သတ္တိလဲ of the potassium nitrate in the above table ခုနကအပေါ်မှာဖော်ပြထားတဲ့ potassium nitrate ရဲ့နော် solubility ပျော်ဝင်သတ္တိအချက်အလက်တွေကနေပြီးရောမှာတဲ့ a graph is drawn with temperature on the horizontal axis and solubility on the vertical axis as shown in figure 2.1 figure 2.1မှာဆိုရင်ဒီ chart က horizontal axis ပေါ့เนาะဒီ chart ရေပြင်းကြီးမျိုးပေါ်မှာကြတော့အပူချိန်ကိုထားပြီးရော solubility နော်တီချာတို့ပျော်ဝင်တက်တီကိုတော့ Vertical X6 မှာထားရဲဆိုတဲ့အကြောင်းကို Figure 2.1မှာပြသထားပါတယ်တဲ့ဒီမှာဆိုရင်တော့တီချာတို့ table table မှာ temperature ပေါ့နော် temperature ကိုပြထားတယ်တရားအထိရှိရဲပြီးတော့အပေါ်ကကြတော့တီချာတို့ Y6 လို့ဟာမျိုး Vertical X6 ကကြတော့တီချာတို့ဘာကိုပြထားတာလဲဆို solubility ပမာဏကိုပြထားခြင်းဖြစ်ပါတယ်ဟုတ်ပြီနော်သူ့ရဲ့အပေါ်က data အရာတီချာတို့ဆွဲသွားခြင်းဖြစ်တယ်ကဲနောက်တစ်ခု teacher ရဆက်ပြောထား there are some exception နဲ့ เนาะဒါပေမဲ့အချို့တော့ခြွင့်ချက်လေးတွေရှိတယ်သူတို့မှာ the solubility of all gases and ပျော်ဝင်သက်တိ gas တွေအားလုံးနဲ့ sam solid အချို့တော့အဆိုင်ခဲတွေရဲ့ပျော်ဝင်သက်တိပေါ့เนาะ such as ဘလိုဟာမျိုးလဲဆိုတော့ calcium hydroxide and calcium sulfate calcium hydroxide နဲ့ calcium sulfate က decreases when temperature of the solution it's increase လိုမျိုးလဲဆိုတော့ teacher တို့ solution ပေါ့เนาะဒီပျော်ရည်ရဲ့ temperature က increase တိုးတယ်ဆိုလို့ရှိရင်တဲ့ solubility ပမာဏတိုးတယ်လို့ teacher တို့ကို potassium nitrate တုံးကပြောထားတယ် ဒီမှာကျတော့သူက exception case လေးရှိရပေါ့နော် calcium hydroxide တို့ calcium sulfate တို့ကကျတော့အဲ့လိုမျိုးမဟုတ်ဘူးတဲ့ temperature ဘာဖြစ်လဲ one temperature of the solution is increase ပျော်ရည်ရဲ့အပူချိန် increase ဖြစ်ရင် calcium sulfate တို့ calcium hydroxide တို့ရဲ့ solubility က decrease ဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုသူကပြောခြင်းဖြစ်ပါတယ်အဲ့တော့ teacher တို့ကအဲ့ဒီမှာမှတ်စရာလေးရှိလာပြီ calcium hydroxide နဲ့ calcium sulfate ဒီเนาะ temperature အပူချိန်တိုးရင်သူတို့ရဲ့ ဆော်လဘလတီပမာဏကယော့နေမယ်ဆိုတဲ့အချက်ကလေးကိုမှတ်ရပါမယ် It is therefore necessary to specify the temperature at which the solution is saturated. အကယ်၍ဒီကျွန်တော်ကအဲ့ဒါကိုတိကျဖို့လိုအပ်ပါတယ်တဲ့။ဒီ solution ပေါ့နော်ခုနကပြောရည်သည် saturated ပြည့်ဝပျော်ရည်ဖြစ်နေဖို့အတွက် specify the temperature တိကျတဲ့အပူချိန်ဖြစ်ဖို့လိုအပ်ပါတယ်။ A good example is opening အကောင်းဆုံး example တစ်ခုပေးရမယ်ဆိုရင်တော့ it's opening two cans of soda. ဒီကျွန်တော်ပေါ့နော်ဆိုရာတန်ဘူးလေးနှစ်ဘူးပေါ့။ တခုကိုကြတော့1 cool 1တခုကိုကြတော့ AA ခံမယ်နောက် another တခုပေါ့เนาะ111ဆိုတာကကြတော့ soda can နေတခုကိုကြတော့ teacher တို့ AA မခံဘူးပေါ့เนาะရိုးရိုးတာမန်အပူချိန်မှာပဲထားမယ်ဒါဆိုရင် comparing the reaction သူတို့နှစ်ခုကိုသူတို့နှစ်ခုရဲ့ reaction ဓာတ်ပြူခြင်းကိုနှိုင်းရှင်ကြည့်မယ်တဲ့ well demonstrate that more gas is released from the one pot နွေးနေရပေါ့เนาะ AA မခံထားတဲ့အရာကနေပြီးတော့မှ gas တွေပို့ထွက်လာလိမ့်မယ် pop ဆိုတာ teacher တို့ popping sound ဆိုတာ teacher တို့ အေးတွေထည့်လိုက်လို့ရှိရင်ကွာအပေါ်ကနေဟိုဘယ်လိုပြောမလဲရေပေါက်ရေငယ်လေးတွေထွက်လာတာအဲ့ဒါတွေကတဲ့ then from the cold pot cold pot ထဲပို့ပြီး one ball က gas တွေပို့ထွက်လာတာကိုတွေ့မြင်ရပါလိမ့်မယ်တဲ့အဲ့တော့ one saturated solution ခုနတီချာတို့ပြောတဲ့ cold pot ထဲ one ball ကပို့ပြီး gas တွေထွက်လာတယ်ဆိုတော့တီချာတို့က temperature increase ဖြစ်တဲ့အတွက်ကြောင့်မို့လို့ gas ပို့ထွက်တယ်လို့သူပြောတာပေါ့နော် one saturated solution at a higher temperature is cool ပြေဝပြောရည်တခုပေါ့နော် higher temperature ဆိုတာကမြင့်မားတဲ့အပူချိန်မှာအပူပေးလိုက်တဲ့အခါမှာ the solubility က decrease เนาะ solubility ပျော်ဝင်တတ္တိကလျော့သွားမယ်တဲ့ so the excess solute เนาะ a cherry potion ရဲ့ပျော်ဝင်ပစ္စည်းတွေက that is the differences in the solubility of the two temperature temperature အပူချိန်ကွဲပြားခြားနားတဲ့နှစ်ခုပေါ်မှာ multiple solubility တွေကလည်းကွဲပြားခြားနားရတယ်။ welcome out at solid ဘလိုမျိုးထွက်လာမလဲဆိုတော့အဆိုင်ကဲအနည်းဖြင့်ထပ်ပေါ်လာခြင်းဖြစ်ပါတယ်။ဒါဆိုရင် teacher ခုနက figure 2.1လေးကတော့ potassium nitrate ကိုပြောထားခြင်းဖြစ်တယ်။အဲ့တော့ teacher တို့ကဒီ solubility မှာဆိုရင်အနှစ်ချုပ်ပြီးကြည့်မယ်ဆိုရင် teacher တို့ potassium nitrate ရဲ့လို့မဟုတ်ဘူး solubility ဒီ solute temperature တိုးရင်ဘာဖြစ်လဲ solubility ပမာဏတိုးတယ်လို့ပြောထားတယ်။ဒါပေမဲ့ exception င် case ရှိရယ် calcium hydroxide နဲ့ calcium sulfate ကကြာတော့ solubility ပမာဏအပူချိန်တိုးပေမဲ့လည်း solubility ပမာဏကသူတို့နှစ်ခုမှာကြာတော့ decrease ဖြစ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုသူပြောပြထားပါတယ်ကဲဒါဆိုရင်ဒီချက်ရဒါလေးကို chemistry in daily life မှာကြည့်ရအောင် solution can be found almost everywhere on the earth ဒီချက်ရပျော်ရည်လေးကိုတဲ့ เนาะကမ္ဘာမြေနဲ့နဲ့ပြင်ရဲ့မြေတီနေရာမဆိုမှာတွေ့မြင်နိုင်တယ်တွေ့မြင်လို့เนาะနေရာတိုင်းလို့လို့မှာတွေ့မြင်နိုင်တယ် from the ocean to the sky ဟုတ်ပြီเนาะ teacher သမုတ်တရားကအစကောင်းကင်အထိပေါ့เนาะမြေတီနေရာမဆိုမှာ teacher solution ပြောရည်တွေကိုတွေ့မြင်နိုင်တယ် every ocean and every lake on earth is a solution ဘာပေါ်မှာရှိရဲ့နေပဲမြည်သည့်ပဲပဲလေ lake ကန်နေပဲဖြစ်ဖြစ် သမုတ်တရားတွေပဲဖြစ်ဖြစ်အဲ့ຢာတွေက solution တွေဖြစ်ပါတယ်တဲ့ပြောရည်တွေဖြစ်ပါတယ် because the water has made with dirt ဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့ရေတွေကဘာတွေနဲ့ရောနေလဲ dirt နော်အညစ်ကြေးတွေပြီးရဲ့အခါ salt စားတွေပြီးရဲ့အခါကျတော့ဒီချော various substances အမျိုးမျိုးသောအရာဝတ္ထုတွေရောနှောနေခြင်းကြောင့်ဖြစ်ပါတယ် when you there sugar in a cup of coffee တခြားရော coffee ကွက်ထဲမှာတခြားကိုမှွေလိုက်တဲ့အခါမှာတဲ့ထည့်ပြီးမှွေလိုက်တဲ့အခါမှာ you are making a solution ဒါဒီလေတခြားရောပျော်ရည်ပြုလုပ်ခြင်းဖြစ်ပါတယ်တဲ့ solubility has many practical application တခြားရော အများအနော် practical application ဆိုတာလက်တွေ့အသုံးချလို့ရတယ်များစွာရှိပါတယ်တဲ့ပြောဝင်သက်သည် in our live searchers ဘလိုမျိုးမှာလဲဘလိုတွေမှာကျွန်တော်တို့နေထိုင်တဲ့နေရာတွေမှာဆိုရင် teacher တို့ဘာဖြစ်လဲလက်တွေ့အသုံးချလို့ရတဲ့နည်းလမ်းတွေများစွာရှိရဲ့တဲ့ at purifying water and making drink teacher တို့တန့်စင်တဲ့ရေတွေတောက်သုံးရေတွေပြုလုပ်တဲ့နေရာမှာဆိုလို့ရှိရင်တဲ့ solubility ကိုပြောဝင်သက်သည်ကို teacher တို့ အတွေ့အသုံးချနိုင်ပါတယ်တဲ့ခုနကလည်းသူပြောသွားတယ်တချို့ရို coffee ပြောရဲ coffee ပြောတဲ့အခါမှာတခြားကိုပေါင်းထည့်တယ်အဲ့တော့ solution ဆိုရဲ coffee လေးရတယ်ပေါ့နော်အဲ့မှာဆိုရင်တချို့ရိုကရေနွေးသည် solvent ဖြစ်တယ် coffee မုန့်လေးနဲ့ sugar သည် solute ဖြစ်ပါတယ်အဲ့တော့တချို့ရိုကအိတ်ကထွက်လာတဲ့ coffee ဖြော်ရည်သည် solution ပြော်ရည်လေးဖြစ်ပါတယ်ကဲဒါဆိုရင်တချို့ရို review question လေးကိုကြည့်ရအောင် ဂျာရိုဘလောက်တီဒီသင်ကန်းစာကို2.4သင်ကန်းစာကိုနားလည်ထားလဲဆိုတာကိုသူကပြန်ပြီးရောမိထားခြင်းဖြစ်တယ်။ဒီမှာဆိုရင်၃ပုတ်ပါဝင်တယ်။နံပါတ်၁ကတော့ Give to example for each of the following အောက်ဖို့ပြပါ။အဲ့เนาะအကြောင်းအရာတစ်ခုချင်းစီကို example နှစ်ခုပေးပါတဲ့။ A က solid that dissolve in water အစာရင်ခဲကရေထဲမှာပြောဝင်တယ်။ အဲ့ဒါရဲ့ example နှစ်ခု B insoluble solid in water အရှိမလဲ sam solid တို့ sam liquid တို့ sam gases တို့ဒီချက်ပြောခဲ့တယ် carbon တို့ဒီချက် chalk တို့ sand တို့ဒါတွေပြောခဲ့ပါတယ်အဲ့ဒါလေးတွေမှာပြန်ပြီးလေ့လာကြည့်မယ်နော် insoluble solid in water နောက်တစ်ခုက solvent other than water အရေးထက်ပိုပြီး solvent ဖြစ်တဲ့ဖြောရည်ပစ္စည်းတွေကဘာလဲ example နှစ်ခုပေးပါတဲ့နောက်တစ်ခုကကျတော့ 20g of a soluble substance is dissolved in water to form 100g of the solution ရေး 100g မှာဆိုရင်တဲ့ Global Sustain ရဲ့ပျော်ဝင်မှုက20 gram ပါတဲ့ဒါဆိုရင်25 gram of the solution မှာဆိုရင်တဲ့သူက evaporate to dryness how many grams of the solid will be obtained ဘလောက် gram ရရှိမလဲတဲ့ဒါဆို teacher တို့က၃ချက်20နဲ့တွက်လို့ရတယ်100 gram မှာ20 gram 25 gram မှာဆိုရင်ဘလောက်လဲဒါမျိုးနဲ့တွက်ကြည့်လို့ရပါတယ်နံပါတ်3ကကြတော့ the solubility of copper to sulfate at 60 degree celsius is 40 gram per 100 gram ရေ100 gram မှာ ဆိုရင်သူ့ရဲ့เนาะကော်ပါတူဆာလဖေးရဲ့ gram က40 gram ဒါဒီအပူချိန်60 degree မှာသူ့ရဲ့ solubility ပမာဏဒါဆိုရင်90 degree celsius ရဲ့အပူချိန်ဘာဖြစ်သွားတာလဲတိုးသွားတယ် တိုးသွားတဲ့အခါမှာဆိုရင်တဲ့သူက67.5 gram နော်တရေ solubility ပမာဏရေရဲ့ပမာဏတရား gram ဆိုရင်67.5 gram သူဘာဖြစ်သွားလဲ solubility ဖြစ်လာတယ်တဲ့တိုးသွားတယ်ဆိုတဲ့အကြောင်းပြောထားရပေါ့နော် a saturated solution copper to sulfate in 100 gram of water at 90 degree celsius is cool to 60 degree celsius 100 gram ပဲရေ100 gram ပဲ90 degree celsius ကနေ60 degree celsius အထိအေးခံလိုက်တဲ့အခါမှာတဲ့ကကူလိုက်တဲ့အမောက်တော့ copper to sulfate copper to sulfate ရဲ့ပမာဏကို တွက်ပြပါ which will come out of the solution ဒါဆိုရင်ဘလောက်ထွက်လာမလဲဆိုရယ်ပမာဏကိုသူတွက်ခိုင်းခြင်းဖြစ်ပါတယ် တချို့ဒီ2.4လေးရဲ့အတိကနော် key terms တွေကိုကြည့်ရအောင်ဒီမှာဆိုရင် absolute salute ဆိုတာကတချို့ပျော်ဝင်ပစ္စည်းပေါ့နော် is a substance which dissolve in a solvent to give a solution solution ပျော်ရည်ပေးဖို့အတွက်နော်ပျော်ရည်တစ်ခုပေးစမ်းဖို့အတွက်ဖြော်ရည်ထဲမှာပျော်ဝင်တဲ့အရာဝတ္ထုကို salute လို့ခေါ်ပါတယ်တဲ့ a solvent is a substance solvent က substance အရာဝတ္ထုတစ်ခုဖြစ်တဲ့ mostly liquid အများအပြားရေထဲမှာ ပါဝင်ပြီးတော့ in which another substance dissolve to give a homogeneous mixture သူက homogeneous mixture တသားတည်းဖြစ်တဲ့ solution ပေါ့နော် granule မျိုးစားဖြစ်ပြီးတော့ another substance တွေကသူထဲမှာပျော်ဝင်တဲ့အရာဖြစ်တယ်ပေါ့နော်အများအားဖြင့် solvent တွေဒီ liquid ဖြစ်ပါတယ်တဲ့ဖြော်ရည်ကို ပြောတာပါ a solution ပျော်ရည်ပေါ့เนาะဒါကတော့ is a clear homogeneous mixture obtained when a substance dissolves in a solvent solvent ဆိုရဲခုနကဖြော်ရည်ထဲမှာပျော်ဝင်သွားတဲ့အရာဝတ္ထုတွေပျော်ဝင်တဲ့အခါမှာရရှိလာတဲ့ homogeneous mixture တသားတည်းကျနေတဲ့ mixture ကို solution ပျော်ရည်လို့ခေါ်ပါတယ်တဲ့ in a solution that solute is uniformly distributed throughout the solution ပျော်ရည်ထဲမှာပဲ ဘာဖြစ်တာလဲလုံးဝပြန့်နှံ့သွားတာပျော်ဝင်ပစ္စည်းတွေကပေါ့နော်ပျော်ဝင်ပစ္စည်းတွေပြန့်နှံ့သွားတဲ့အရာကိုဒါကို solution လို့ခေါ်ပါ solubility ပျော်ဝင်သက်တည် solubility of a substance အရာဝတ္ထုတစ်ခုရဲ့ပျော်ဝင်သက်တည်က at a given temperature ပေးထားတဲ့အပူချိန်တစ်ခုမှာအရာဝတ္ထုတစ်ခုရဲ့ပျော်ဝင်သက်တည်တည်တဲ့ is the mass in gram of the substance အဲ့ဒီအရာဝတ္ထုရဲ့ mass for drug to ဖြစ်တယ် grand နဲ့ပြတဲ့ drug to ဖြစ်ပြီးတော့ which were saturate သူကဘယ်မှာ saturate ဆိုပြေဝါလဲဆိုတော့100 grand of water ရေ100 gram မှာပြေဝါပြောရေးဖြစ်တယ်ပေါ့နော် at that temperature အပူချိန်တစ်ခုပေါ့နော်အပူချိန်တစ်ခုရဲ့ရေ100 gram မှာ saturate ပေါ့ပြည့်ဝသွားတဲ့ sustain အရာဝတ္ထုတစ်ခုရဲ့ drug to ကတဲ့ဘာဖြစ်လဲ solubility ပျော်ဝင်သက်တည်လို့ခေါ်ပါတယ်တဲ့ a saturated solution ဒီဝါပြောရည်ဆိုတာကတဲ့ it's one in which normal solute well dissolve at the given temperature ပြီးထားတဲ့အပူချိန်မှာပဲထပ်ပြီးတော့ normal solute ပျော်ဝင်ပစ္စည်းတွေထပ်ပြီးတော့ပျော်ဝင်ခြင်းမရှိတော့တာကို saturated solution လို့ခေါ်ပါတယ်တဲ့ in the presence of excess solute တခါတည်းရမှာဆိုရင် teacher တို့ ပိုရှန်တာပေါ့နော်ကြောင်ဝင်ပစ္စည်းရေပိုရှန်နေတာကိုရှိရဲ a solution in which more of the solute အဲ့ဒီပျော်ရည်တဲမှာ more of the solute ပျော်ဝင်ပစ္စည်းရေပို့ပြီးတော့ can dissolve ပျော်ဝင်နိုင်တယ်ပျော်ဝင်နိုင်တာကိုကြတော့ at the given temperature ဆိုပေးထားတဲ့အပူချိန်မှာထပ်မံပြီးတော့ပျော်ဝင်နိုင်တဲ့ပျော်ဝင်ပစ္စည်းတွေကိုပျော်ဝင်ပစ္စည်းတွေပျော်ဝင်နိုင်တဲ့ solution ပျော်ရည်ကိုကြတော့ is called unsaturated solution မပြည့်ဝပျော်ရည်လို့ခေါ်ပါတယ်တဘောတရားတော့ကွာ ထပ်ထပ်ပြီးတော့ပေါင်းထက်လေးပျော်ဝင်လေးဆိုလို့ရှိရင်သူဒီ unsaturated solution မပြည့်ဝသေးတဲ့ပျော်ရည်လို့ခေါ်လို့ရတယ်ပေါ့ The solution that retains more solute than that required to saturate the solution at room temperature is called a supersaturated solution The solution အဲ့ဒီပျော်ရည်က that retain more solute နော်ကြန့်ရှိနေမယ်ပျော်ဝင်ပစ္စည်းတွေပို့ပြီးတော့ကြန့်ရှိလာတယ် than that required to saturate လိုအပ်တဲ့နော်ပျော်ရည် ပျော်ဝင်ပစ္စည်းပမာဏထက်ပိုပြီးတော့တကယ်လို့ကြန့်ရှိလာပြီဆိုရင်တဲ့နော် average temperature ဆိုတော့အခန်းနှင့်အပူချိန်တစ်ခုမှာပေါ့နော်လိုအပ်တဲ့ပမာဏထက်ပျော်ဝင်ပစ္စည်းတွေကပိုပြီးတော့ကြန့်ရှိလာတယ်ဆိုရင် is call အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ super saturated solution ပြေဝလွန်ပျော်ရည်လို့ခေါ်ပါတယ်တဲ့ကဲဒါဆိုရင်တကယ်လို့အခု chapter 2ရဲ့ concept map လေးကိုလေ့လာကြည့်ရအောင် ကျတော်ဆက်စာချင်းတင်ရတာ matter ပေါ့နော် matter မှာဆိုလို့ရှိရင် teacher တို့ matter ကဘာတွေနဲ့ပြုလုပ်ထားလဲ particles တွေနဲ့ပြုလုပ်ထားတယ်ပြီးရခါကျတော့သူက spreads and meets in liquid and gas လေးတူတည်း gas တွေမှာဆိုရင်ရောနှောတယ်ဒါမှမဟုတ်ပြက်နှံတယ်အဲ့ဒါကိုကျတော့ diffusion လို့သူသုံးသွားတယ်ဟုတ်ပြီနော်အိမ်မှာ teacher တို့ brownian motion လို့ဘာလို့သင်ခဲ့ရတယ်နောက်တစ်ခု matter ရဲ့ compose of matter ကိုကျတော့ဘာတွေနဲ့ compose လုပ်ထားလဲဆိုတော့ binary or non binary လို့ပြောရပါတော့ binary ရှိမယ် compound ရှိမယ်ပြီးရင် binary မှာကျတော့ classify as အမျိုးအစားခွဲခြားတဲ့ metals နဲ့ non metals ဆိုပြီးတော့ ကွန်ပေါင်းမှာကြတော့ Found in Nature or Man-made ဒီချက်တို့တဘာဝမှာလည်းတွေ့ရတယ်လို့လူတွေဖန်တီးပြုလုပ်ထားတာကိုလည်းတွေ့ရမယ်တဲ့ Elements နဲ့ Compound ဆိုပြီးတော့ဟုတ်ပြီနော်ကဲဒါဆိုဒီချက်တို့ Particles လေးကိုကြည့်ရအောင် Particles တွေမှာအခြေအနေ၃ခုရှိရယ် Solid, Liquid, Gas အဲ့ဒီမှာဆိုရင်ဒီချက်တို့ Move freely in all direction ကကြတော့လွတ်လွတ်လပ်လပ်ရွေ့ရှားနိုင်တာကြတော့ Gas ဖြစ်တယ် Close together not in fixed position ဆိုတာကကြတော့အရန်ကို Fix ပေါ့နော်တိတိကျကျအတူတကွ မရှိတော့ဘူးနည်းနည်းလေး꽌လာပြီဆိုရင်ဒါဒီ liquid နောက်တစ်ခုကကြတော့ close together in fixed position သူကတိတိကျကျ tightly ပေါ့နော် pick up လုပ်ထားရဲဆိုလို့ရှိရင်သူဒီ solid sign ခဲဖြစ်ပါတယ်တဲ့ဒါဆိုရင်ဒီချက်ရ sign ခဲမှာဆိုရင် cannot dissolve နဲ့ can dissolve ပျော်ဝင်နိုင်တဲ့အရာနဲ့မပျော်ဝင်နိုင်တဲ့အရာဆိုပြီးနှစ်ခုရှိတယ်ဘာတွေလဲဆိုတော့ insoluble substance နဲ့ soluble substance ဆိုပြီးတော့ရှိပါတယ်ဟုတ်ပြီနော်အဲ့လိုပဲဒီချက်ရ liquid ကို solid ကနေပြီးတော့ liquid ကိုသွားရင် melting ဟုတ်ပြီနော်အရေးပြောခြင်းလို့ခေါ်ပြီးတော့ liquid ကနေ gas ကိုသွားရင် vaporization အငွေ့ပြန်ခြင်းလို့ခေါ်ရဲ gas ကနေပြီးတော့ liquid ကိုလာတဲ့အခါကျရင် condensation ဟုတ်ပြီနော်ပြောင်းလဲတဲ့အခါမျိုးကျရင် condensation ငွေ့ရီဖွဲ့ခြင်းလို့ခေါ်ပြီးတော့ liquid to solid from the liquid ပေါ့နော် to solid အဖြစ်ကိုပြောင်းလာရင် teacher တို့ကလည်း freezing ပေါ့နော်အရေကနေအဆိုင်ခဲအဖြစ်ကိုပြောင်းလာရင် freezing အခဲခြင်းလို့ခေါ်ပါတယ်တဲ့ solid ကနေ gas ကိုဓာတ်ရိုက်သွားတယ်ဆိုရင်တော့သူကပါလဲ sublimation လို့ခေါ်ပါတယ်တဲ့အဲ့တော့ liquid မှာဆိုရင် teacher တို့ solid liquid gas မှာဆိုရင် mature granule ကလည်းရှိသေးတယ်အဲ့ဒီ mature မှာဆိုရင် teacher တို့ ဘာမီချာလဲ classify လုပ်မယ်ဆိုရင် homogeneous mixture နဲ့ heterogeneous mixture ဆိုပြီးရှိရဲ homogeneous ကကြတော့ uniform တသားတည်းကြပြီးရော heterogeneous ကတော့တသားတည်းကြခြင်းမရှိဘူးပေါ့နော်သူကကြတော့ဘယ်လိုမျိုး separated လုပ်မလဲ homogeneous တွေကိုကြတော့ခုနက teacher တို့ separation နည်းလမ်းနေသင်ခဲ့တယ် decantation တို့ filtration evaporation magnetic separation နဲ့ centrifugation တို့ဖြစ်ပါတယ် heterogeneous nature ကိုကြာတော့ကျွန်တော် crystallization နည်းရေ distillation နည်းရေ fractional distillation နဲ့ chromatography အရာခွဲခြားနိုင်ပါတယ်တဲ့အဲ့ဒီမှာမှ teacher တို့ကဆက်ပြီးရောမှာเนาะ insoluble substance ကနေကြည့်မယ်ဆိုရင် insoluble substance မှာဆို solution တွေရှိရပေါ့เนาะအဲ့ solution မှာကြာတော့ teacher တို့ကဗာလဲ super saturated solution နဲ့ unsaturated solution saturated solution ြေဝလွန်ပြောရေးမပြေဝပြောရေးနဲ့ပြေဝပြောရေးဆိုပြီးသုံးခုရှိရဲအဲ့ဒါဒီရေဘလောက်မှာလဲ100 gram မှာတွက်တဲ့ solubility เนาะရေ100 gram ပေါ်မှာမူတည်ပြီးတော့တွက်ရင်သူ့ရဲ့ solubility ပျော်ဝင်တတ္တိကိုရရှိပါတယ်ဒါလေးကတော့ teacher တို့အခု chapter 2တခန်းလုံးရဲ့ concept map လေးတစ်ခုဖြစ်ပါတယ်ကဲဒါဆိုရင် teacher တို့အခု chapter 2ရဲ့ concept map လေးကိုလည်းလေ့လာပြီးသွားပြီဆိုတော့ဒါတို့တမီတို့ဒီ chapter 2လေးကိုအကောင်းဆုံးနားလည်မယ်လို့ teacher ကယုံကြည်ပါတယ်အားလုံးကိုကျေးဇူး